ညနေပိုင်းမြန်မာနိုင်ငံကနောက်ဆုံးတက်လာတဲ့သတင်းဆိုရင်တာပေါင်းအခြေဆိုင်အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ကာဒင်းစကန်နှစ်ခုကိုရခိုင်တပ်တော်အေးနဲ့ပူးပေါင်းတပ်ဖွဲ့တွေထပ်မံပြီးတော့သိမ့်ပိုက်ရရှိလိုက်ပါဆိုတဲ့သတင်းပါပဲ။သတင်းပြည်ဆောင်ကတော့ကျွန်တော်တို့ခွေရကဖော်ပြထားတဲ့အတိုင်းပဲရခိုင်တပ်တော်အေးနဲ့ပူးပေါင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်က ARV တိုင်းတွင်း ရွေလျားလာကြီးမှာစစ်ကောင်စီကလေးချောင်းလက်နက်ကြီးပစ်ကူတုံးပြီးတော့ခုခံတော့လေအဲ့လိုမျိုးဒီကောင်တွေခုခံနေကြတဲ့ရနေရခိုင်တော်ကြီးနဲ့ပူပေါင်းတပ်ဖွဲ့တွေအားရှေ့ရကကျွန်တော်ဖော်ပြခဲ့တာကတော့တာပေါင်းကျွန်တော်တို့ခမ်းမရ300ရှေ့ရကာကင်စကန်တစ်ခုကိုတော့တိမ့်ပတ်ရရှိခဲ့လို့ကျွန်တော်ဖော်ပြခဲ့တယ်ဒါပေမဲ့ဒီကနေ့ညနေမှာဆိုရင်ခမ်းမရ300ရှေ့ကျွန်တော်ကာကင်စကန်နောက်ထပ်တစ်ခုကျွန်တော်စုစုပေါင်းကာကင်စကန်နှစ်ခုကိုလက်လွတ်လိုက်ရပါတယ်ဆိုပြီးတော့မြန်မာနာတော့နောက်ဆုံးကျွန်တော်တင်လာတဲ့သတင်းပါပဲအဲ့တော့ရခိုင်ရုံးမနဲ့ထိစပ်နေတဲ့ ေဒါရရှောက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုရခိုင်တပ်အေအေနဲ့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေဟာထိုးစစ်စင်နေရာမှာမကွေးဘကိုးတိုင်းလို့မှာပါတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့အားလုံးရဲ့ဥတီချက်ကတော့အကြမ်းဖက်စစ်ကိုတဲ့အရှက်နေရာတွေဖြစ်တဲ့ကာပါစားတွေရှိကိုရခိုင်တပ်အေအေနဲ့ပူးပေါင်းတပ်ဖွဲ့တွေထိုးစစ်စင်နေပြီးတော့ချစ်တဲ့ကျွန်တော်တို့လာနေဆိုတဲ့သတင်းပါပဲဘုံမရောက်ကုန်မှာစစ်ကိုတဲ့ကိုထောက်ကောင်နဲ့ဖုံးကြီးကိုအတင်းသွားမေးတယ်အဘာပြောတဲ့ကိစ္စတကယ်လားတကယ်ပါဠိတော်မှာရှိတာလားဘုရားကျွန်တော်မြတ်စွာဘုရားတကယ်ကိုဟောကြားခဲ့တာလားဆိုနောက်မှာဖေးလက်ကျွန်တော်ကိုတက်ထွေးနိုင်တော့ကျွန်တော်လန်လန်မှာရှိတဲ့ဖုံးဖုံးတို့ဘာကိုမေးပြရတဲ့ရုပ်တံပြီးတော့ပုံစပြီးတော့ ဖြစ်ဦးဇင်းကပြောရအောင်နော်မင်းအွန်လိုင်းကပူတင်ကိုကြီးသွားထည့်တယ်လို့ပဲဦးဇင်းကဒီလိုပဲတွတ်မှာပြောရမှာပါအဲ့တော့ဒီ soft power နဲ့ hard power ဆိုတဲ့ပုံစံမျိုးမင်းနဲ့ဒီဘာသာရေးဆရာတွေကသမိုင်းတစ်လျှောက်လုံးဒီလိုပဲဘယ်နဲ့ဟန်ကျက်နေပြီးထိန်းလာကြတာပဲဘယင်းကိုအရင်ဆုံးဖားတဲ့လုပ်ငန်းစဉ်လို့ဦးဇင်းထင်တယ်ပြီးတော့တိုင်းသူပြည်သားကိုလည်းတစ်ချက်ကုန်တစ်ချက်ပြတ်ပေါ့အဲ့တော့ဒါကပြန်ကြည့်ရင်ကို့ဗမာပြည်မှာသူ့ရဲ့နောက်လိုက်တွေရှိတဲ့ဟာကိုသူက motivate ခြင်းလို့လုပ်တယ်လို့ပဲဦးဇင်းကဒီလိုယူဆတာ တော့မှကြွက်မင်းဆိုမှခုသူကတော့ဒါတနည်းအားဖြင့်ဥစဉ်လို့ပြောရတော့မင်းအောင်လိုင်းကပူတင်ကိုချင်းသွားထဲ့တယ်လို့ပဲဥစဉ်တော့ဒီလိုပဲတွေ့ရမှာပါပြောရမှာပါအဲ့တော့သူပြောတဲ့တော့မှကြွက်မင်း online မှာ hot လာတော့ဥစဉ်လို့လည်းရှာကြည့်ပါတယ်အဲ့တော့တကယ်ကိုဥစဉ်လို့ရဲ့ original ပါဠိ text တွေမှမရှိပါဘူးနော်အဲ့တော့ဥစဉ်လို့ original လို့ပြန်တော့ဝင်နေပြီတယ်မှာအဲ့တော့တောက်တန်တိုင်းမှာခုနလိုပြန်ပြီးခွဲချင်းဆက်ဖြတ်လိုက်စာရကဒိဋ္ဌိစာရကဝိထုဆိုတာခုနဖျားရှင်ရဲ့စံတော်950နော်ဒါလူတိုင်းသိအဲ့လိုမျိုး ဖက်စတီဆက်ပွဲမှာလည်းမကောက်စက်တော့50အဲ့မှာလည်းကြည်တာပါမရှိပါဘူးအဲ့ဒီထဲမှာဇက်တော်တွေထဲပြန်ရှာကြည့်အောင်ဦးဇင်းတို့လင်္ကာလေးရှိပါတယ်အစဂျိုးကြ6ခါတီဟင်းတာကိုဖြစ်စွာအဲ့တော့ဒါရင်အကုန်ဆုလိုက်နေတာမှကြွတ်တကောင်မှမပါဘူးအဲ့ဒီထဲမှာတလေးစားဖြစ်တဲ့ထဲမှာအဲ့တော့ဦးဇင်းတို့ကအနောက်ကဇာတကတွေမှာတော့မရှိခဲ့ဘူးဒါပေမဲ့အဲ့ဒီဇာတကတွေဒီဖျားအလောင်းတော်ပါမီဖြစ်စဉ်ကာလကကျင်လည်ခဲ့တဲ့ဘဝတွေပေါ်ပြတယ်လို့ယူဆတယ်အခုငါအလားပြောရတဲ့ဖြစ်စဉ်ကသူညွှန်နေတဲ့ တော့မှကြွမင်းဆိုတာသူပြောတဲ့ဟာကဖះရှင်ဆိုတာဒီကောဓမဖះရှင်ဖះရှင်တတ်တော်ထင်ရှားရှိစဉ်အာနန္ဒာနဲ့ဆိုတဲ့ပုံမျိုးသူထည့်သွားတယ်အဲ့တော့ဒါရီယာဥစ္စေစာပေမှာလည်းဘယ်မှမရှိခဲ့ဘူးဘယ်နေရာမှာပါဆိုလဲတကယ်မရှိခဲ့ဘူးဖះရဲ့ခုနောက်ဆုံးဟိုတော်ထွက်ကျင့်ကြံပြီးနောက်ဆုံးပြိဋိဘံပြုတ်သွားတဲ့အစဉ်ထိအဲ့ဒီမှာဥစ္စေရဲ့ဒီမှတ်တမ်းတင်ထားတဲ့ပိဋကတ်မှာတော့မရှိဘူးပေါ့နော်မရှိဘူး ကဲလို့မင်းတို့ဟိုဘက်ရောက်ကစံပတ်ပေမဲ့နာလပင်လို့မေးအောင်လဲဂျင်းနေမြောက်ကိုခံနေရတဲ့ရုပ်ကိုက်ခွေးတော်သားလော်ဘီဘောမာကြီးကြားရတော့အပြည့်စုံကြီးကြီးနေဆိုရင်တော့ဖီလန်ကိုတက်ပြနိုင်မှာဖုံးဖုံးနဲ့မင်းမြတဲ့ရုပ်တက်ပြလို့ပဲမိနစ်၂၀တာလောက်ရှိပါလေဒီပြုံမှာပဲဘောမာပြောင်းရရတယ်ကျွန်တော်ဘက်ကအိုးအတောင်းနေအဒရင်းနေကမေးအောင်လဲကိုဖဲ့နေတော့ဟာငါတို့ဘောက်အဲ့လိုဖဲ့လို့တော့ဘယ်ရမလဲဆိုပြီးတော့ဟိုကျွန်တော်တို့ကကျွန်တော်ဂျားနေလို့ဘာတော်နဲ့စစ်ခွေးတဲ့ကိုထောက်ခံတဲ့ဖုံးကြီးဒီဘောက်ကိုဘောမာပြောင်းရရဒီနေ့ YouTube မှာတမ်းပြီးတော့မေးတော့အဲ့ပွင့်ကိုတိုင်ကိုလည်းပြောပြထားတယ်သူတို့ဗုဒ္ဓရဲ့ကျွန်တော်ဒီပါဠိတော်စာအုပ်ထဲထဲမှာလည်းလုံးဝတော့အဲ့ကိစ္စကျွတ်တဲ့ကောင်ဘောက်ကိုမပပါဘူးလို့ဒါကမေးအောင်လဲပူတင်ကိုဂျင်းတက်ပြီးတော့မဟာရီယာကျွန်တော်ကပ်ဖားရဖာလုံးတဲ့ ဲ့ကိစ္စပါပဲဆိုပြီးတော့အဲ့ဒီဖုန်းကြီးကိုယ်တိုင်ကလည်းဘောမပြောင်းရင်ဒဲတွေဆော်သွားရေဆိုတော့ကမင်းတို့အောက်တန်းသားနာလပင်းတို့စာမတက်ပြီးတော့ခွေးတော်သားဘောမတွေဘလောက်ပင်ကတော့ဘက်ကတက်တည်ချပြချပြမင်းတို့စောက်ရှက်ရှိမယ်ကောင်လည်းမဟုတ်ဘူးဆိုတော့ကနောက်မှာကတော့ပဲကျွန်တော်မုံမတွေစကားသုံးလုံးရိုက်သွားရင်ဒီပုဒုမဖာသွေးဆိုတဲ့ငါးတော်စားမှတက်ကုန်းမှလည်းသူတို့ပထွေးမင်းအောင်လိုင်ကဘယ်နိုင်ငံရောက်ရောက်မြန်မာစကားပြောတဲ့ကိစ္စကိုအင်္ဂလိပ်စာမတက်လို့မဟုတ်ပါဘူးတဲ့အမျိုးဘာသာသံဃာကိုချစ်မြတ်နိုးလို့မြန်မာစကားပြောတာပါဆိုပြီးတော့ပထွေးကိုဒီတော့ဆက်ဆက်ခါကိုနားနေတဲ့ဒီတက်ကုန်းမှရုပ်တံပြူပန်ကိုဆက်ပြီးတော့ နိုင်ငံကြီးကပြောဆိုမှုပေါ့နော်အာအာကျွန်တော်တို့နိုင်ငံကြီးကမြန်မာလူပဲပြောရတယ်ပေါ့ဒီပဲရှားသမားနဲ့တွေ့ဆုံချင်းမှာမြန်မာလူပဲပြောရတယ်မြန်မာလူပြောတဲ့ခါကျတော့ကျွန်တော်တို့မြန်မာပြည်အကုန်လုံးနားလေကြတာပေါ့အထွေထူးကြီးဘာသာပြန်စရာမလိုဘူးလေတော့ကျွန်တော်တို့အကုန်လုံးသူပြောခင်ဗျစကားကိုအကုန်လုံးခေစေတင်းကြဒီအိမ်လေးကြီးကျွန်တော်တို့အကုန်လုံးသိရတယ်ဒီပေါ်မှာကျွန်တော်တို့အာကျွန်တော်တို့နိုင်ငံခေါင်းဆောင်ပေါ်မှာတစ်ချက်တစ်ခါအုပ်စုကြီးကပုတ်ခတ်ကြတာပေါ့နော်နာအိမ်လေးလုံးမပြောကြဘူးလို့လည်းရှားလို့မပြောတတ်ဘူးဆိုတော့ပုတ်ခတ်ကြရဟာအမေဆုဆိုရင်ဘယ်နေနေတော့တော့အိမ်စကားကိုမှွန်နေအောင်တက်တယ်ဟုတ်ပါရဲ့လောစုကြည့်ပြီးလည်းနိုင်ငံတော့တော့အိမ်စကားကိုမှွန်နေအောင်တက်တယ်ဒါလည်းခံတယ်သူတော်တယ် ဲ့ဒီမဲ့ကျွန်မအရှင်းမို့ကိုထပ်ပြီးတော့ပြောချင်တဲ့အကြောင်းအရာကအခုကျွန်တော်နိုင်ငံကောင်ဆောင်ရရှာဖို့တော့ရဲဘာမှလူပဲပြောရဲမြန်မာလူပြောတော့ကျွန်တော်တို့နားလေအကုန်လုံးနားလေဒီနေရာမှာဥပမာကျွန်တော်အင်းကြီးချင်းနိုင်ငံတဲ့ကျွန်တော်အင်းကြီးနိုင်ငံအိန္ဒိယဒီနိုင်ငံနိုင်ငံကြီးတကယ်ကိုမှာကမ္ဘာအင်အားကြီးဟောကမ္ဘာမှာတကယ်ကိုမှာ new world order တကယ်ဝေါ်တာကြီးနော် new world order နိုင်ငံအိန္ဒိယကောင်ဆောင်ကြီးဘယ်နိုင်ငံပဲသွားသွားသူတို့အိန္ဒိယစကားကိုပြောတယ် ချက်ပြောမယ်နော်အိန္ဒိယခေါင်းဆောင်ဒီအိန္ဒိယဝန်ကြီးချုပ်ဒီအိန္ဒိယသမ္မတနော်ဝန်ကြီးချုပ်ဆိုမူဒီအိန္ဒိယသမ္မတဆိုတော့တို့ပါဒီမှာမဟုတ်ဘူးပေါ့နော်ဒီအမျိုးသမီးအိန္ဒိယနိုင်ငံသမ္မတအမျိုးသမီးရောအိန္ဒိယနိုင်ငံဝန်ကြီးချုပ်ကိုတို့တို့ဒီဘယ်နိုင်ငံကိုပဲနိုင်ငံခြားကြီးစင်သွားပါစေတို့တို့အိန္ဒိယစကားကိုတို့ပြောတယ်တိရုတ်နော်ကျမတို့ကတိရုတ်လိုခေါ်တာပေါ့နော်ခါးခေါ်တာတော့ချိုင်းနာပေါ့ဆိုတော့တိရုတ်နိုင်ငံခေါင်းဆောင်တွေဒီတိရုတ်ရဲ့တကယ်ကိုမှတကယ်ဒီတိရုတ်သမ္မတအပါအဝင်တိရုတ်သမ္မတအနေနဲ့အောက်ခြေကနေပြီးတော့ဒီနိုင်ငံခြားကြီးဝန်ကြီးကြီးအဆ တို့ထူးတန်မန်နေကိုစက်လေးကြီးတခြားနိုင်ငံညာတိုင်းပြည်တွေကိုသွားတဲ့အခါတို့တယောက်စားလာပဲပြောတယ်။ဘာဖြစ်လဲတော့။တို့မတက်လို့မပြောတာမဟုတ်ဘူးနော်။သူတို့ရဲ့အမျိုးသားယဉ်ကျေးမှုနဲ့တို့ရဲ့အမျိုးသားဘာသာစကားကိုမိခင်ဘာသာမိခင်ဘာသာစကားကိုတို့ပြောကြတယ်။အော်။အိန္ဒိယကောင်းကောင်းကြီးနိုင်ငံခြားပြည်ကအခုလာမယ်ဒီနေ့နောက်လာပါတော့လေးလပိုင်းထဲမှာပလောင်နေနဲ့ကျမတို့နဆာကဆူရနဲ့ဒုတိယအကြိမ်ဆွေးနွေးပွဲရှိတယ်။ဆွေးနွေးပွဲမှာကိုကလင်းမီမှာအသာရှိယူထားမှဆွေးနွေးပွဲမှာထက်စီကပြောနိုင်မှာဖြစ်တယ်တို့ရဲ့ဒီထက်မကလက်ရှိမှာဆိုရင်တက်မော်ဒီနောက်ဆုံးကိုပြန်ပြီးထိထုတ်ထားတယ်လို့မဟုတ်ဘူးကိုဝင်းရံပိတ်ဆို့ထားပါတယ်။ဆိုတော့ပလောင်နေကိုလက်ဖက်ချောက်ခိအောင် နေနေနိုင်မယ်လို့ထင်တယ်အချိန်တန်ရွှေပါတာရွှေပါတယ်ဟင်းမြန်မာဘက်ကထွေးဦးကြောင်းလည်းပြောမယ်ဟင်းအောက်ချုပ်ရေးမှုတွေနဲ့ပတ်သက်လို့ရှိရင်နော်လက်ရှိပြည်တိုင်းဝန်ကြီးအစ်စ်ကနေပြီးတော့သတိပေးလိုက်တာဟင်းဘာသတိပေးတာလဲဆိုတော့ထွေးဦးတွေတဲ့ထွေးဦးတွေတဲ့ထွေးဦးတွေနော်နံပါတ်1အောက်ချုပ်ရေးမှုကြီးဒေသအသီးသီးမှာရှိတဲ့ထွေးဦးတွေအကုန်လုံးပြောတာရာကြီးအောက်ချုပ်ရေးမှုတွေအကုန်လုံးပြောတာတတိထားနေဆိုင်မှုပြောတယ်တတိထားနေဆိုင်ကြဖို့ဆိုပြီးတော့ပြည်တိုင်းဝန်ကြီးကသတိပေးတယ်တဲ့ဘာလို့သတိပေးလဲဆိုတော့ရာကြီးအောက်ချုပ်ရေးမှုတွေဟာတဲ့ PDF တွေကိုတတိထားရမယ်တဲ့ငွေကြေးရလို့မှုတစ်ခုတည်းကိုမကြည့်ဘဲနဲ့မကြည့်ပါနဲ့တဲ့အချို့ ်အသက်ခံရတဲ့ကိစ္စတွေမှာငွေကြေးရလုံမှုနောက်ကိုလိုက်ရင်းနဲ့အသက်ခံရတယ်ရှိတယ်အဲ့တော့အုပ်ချုပ်မှုအနေနဲ့စစ်တပ်ဖြစ်ဖြစ်ရဲဖြစ်ဖြစ်ချိတ်ဆက်ပြီးတော့တချို့ကိစ္စတွေမှာလှုပ်ရှားမှုလုပ်ပါဆိုတာမျိုးတွေအဲဒီနေ့ဝင်ကြီးနော်ဒီဘက်ဝင်ကြီးထွန်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 းနောင်ကနေပြောတယ်နော်မနေ့ကအစည်းအဝေးမှာတခုမှပြောရတယ်လို့ချားတယ်နော်ဆိုတော့ရကြေးအုပ်ချုပ်မှုတွေငွေနောက်ရှောက်မလိုက်နဲ့မင်းတို့ငွေနောက်ရှောက်လိုက်ရင်းနဲ့အသက်ခံရတယ်ရှိတယ်နော်မင်းတို့စွတ်မလုံးနဲ့တချို့ကတွေအုပ်ချုပ်မှုတွေနဲ့သတိကြီးထားပါကိုအသက်နဲ့ကိုကာကွယ်ပါရမ်းမလုံးကြနဲ့မင်းတို့တွေကိုမင်းတို့တချို့တွေတည်ကျင်းနေကြကိစ္စတွေနောက်ကွယ်မှာငွေကြေးကိစ္စတွေအချုပ်ရှင်းကိစ္စတွေရှိတယ်နော်မင်းတို့တချို့ကတွေရှိတယ်တချို့ကတွေရှိတယ်ပေါ့အတွဲမို့ရှိတယ်အဲ့တော့ ဒါကြီးစွန့်မလို့ကြနဲ့နောက်ပြီးတော့ရဲတွေစသားတွေချိတ်ဆက်ပြီးတော့တချို့ကိစ္စတွေအတူတွဲလောက်ကြပါဆိုတော့မျိုးတွေသူကပြောတယ်ဘာလို့ဆိုဒီဒီဘာဖြစ်လို့အဲ့လိုဖြစ်လဲဆိုတော့အုပ်ချုပ်မှုတွေတက်ခံရများတယ်။နောက်တည်းအုပ်ချုပ်မှုတက်ခံရရာနဲ့ချိန်မှာနိုင်ကြလို့။ဘာလို့တက်ခံလဲတချို့အုပ်ချုပ်မှုတွေလည်းဆိုးတယ်။တချို့အုပ်ချုပ်မှုတွေဆိုးတယ်။ဒါခင်ဗျားတချို့တွေကအုပ်ချုပ်မှုတွေကျွန်တော်ကနားတော့တချို့အုပ်ချုပ်ငါတို့မဟုတ်ကွာငါတို့အမင်းအဲ့လိုပြောလာ။ခင်ဗျားတို့မဟုတ်ရင်လည်းဟုတ်တယ်လူဟုတ်တယ်ခင်ဗျားတို့မသိလို့။ခောက်ချင်းလည်းတချို့တွေသိကြပါလား။အဲ့တော့တချို့အုပ်ချုပ်မှုတွေတကယ်လဲရီကြီးထားဖို့သင့်တယ်။ငွေနောက်ကိုဆွတ်မလိုက်နဲ့ဒီကာလမှာငွေရပြီးရောဆွတ်လို့ရနေအသက်ခံလိုက်ရတဲ့အုပ်ချုပ်မှုတွေလည်းရှိသလိုဒီတိုင်းပဲ အသက်ခံရတယ်ရှိတယ်ညှိုးထားပြီးအသက်ခံရရှိကောင်းအောင်လုပ်ရင်ညှိုးထားတဲ့ခံရရှိသို့တော့ဘယ်လိုပဲဖြစ်ဖြစ်မွေးနောက်လိုက်ပြီးအသက်ခံလိုက်တဲ့ကိစ္စကြတော့ခင်ဗျားရှင်းပြောရင်တော့တောင်တန်လူကတာမန်ပြည်သူတွေတေးရအောင်နေသေးတယ်လို့ပြောရင်အဲ့ဒါတဲ့အသက်မဲ့ခါမိသားစုတွေချက်ဘွက်ဖြစ်အောင်အဲ့လိုရှိတယ်တော့ကြောင့်အုပ်ချုပ်မှုတွေတရိထားပါလို့ပြောတဲ့ပြည်ရေးဝင်ကြီးရဲ့စကားသိကောင်းတယ်အမှန်လေသူ့မှာတရိထားတယ်ကျိုးကိုသူတေချာတရိပေးတာမင်းတို့တွေနော်စွတ်မလုံးနဲ့ရှုံးကြီးသားတွေငွေကြီးနောက်ကိုစွတ်ကြည့်မလိုက်နဲ့မှန်ပါတယ်မြန်မာတိုင်းကတော့ရှိတဲ့အုပ်ချုပ်ရေးရတဲ့လူတွေရဲတွေတက်တွေနော်ခုနကချင်းထိရတွေအကုန်ပါတယ်စီပင်းနဲ့ဆောက်ကုန်ပါတယ်ခင်ဗျားတို့အနေနဲ့ဒီကာလမှာ ရာတော့ငါတို့ဖိချထားမယ်ကွာတရားဥပဒေစိုးမိုးမှုလေးပြပြနေတယ်ငါတို့လည်းမဟုတ်ဘူးဆိုပြီးစုတ်ပြီးတော့ပတ်စံရှာတဲ့ကိစ္စကြီးလောက်တာကလူတွေကခင်ဗျားတို့ပို့ပြီးမုန်းစီပို့ပြီးတော့အမုန်းကြီးခင်ဗျားတို့ပို့ကြည့်ခင်ဗျားတို့အိုက်စားတဲ့ငွေလည်းဘလောက်မှမပြောဘူးဘဝတစ်လုံးစားလို့ရတယ်လည်းမဟုတ်ဘူးခဏလေးနဲ့ကုံဝမ်းပတ်စံကိုခင်ဗျားတို့အဲ့လိုလုပ်ပြီးတော့လူတွေကမုန်းမယ်လူတွေကအမြင်ကမယ်နောင်နောင်မြတ်မှာမင်းတို့သေးတယ်အေးရပဲလို့လူတွေကပြောလာတဲ့အချိန်ခင်ဗျားတို့ဖြစ်သွားလိမ့်မယ်ခင်ဗျားတို့တားသမီးတွေမှာလူရမုန်းတွေဖြစ်ကုန်လိမ့်မယ်ဒါကြောင့်တချို့ဟာတွေကဒီကာလမှာကိုနာမည်တဏ္ဍတိဆောက်ကြပါပြည်သူလူလက်ခံနိုင်တဲ့အုပ်ချုပ်ရေးရန်ရရကတာဝန်ရှိသူတွေဖြစ်အောင်ကိုကိုတိဆောက်ကြစမ်းပါ अब भेच आ भेटना भिडियो